စမ်းသပ်ပြပြဒေါ်ရလိမ့်ဆန်ဖြစ်ကူးလမ်းမြောင်းသူများနိုင်ငံမှာတော့ဒေါ်ရလိမ့်ဆန်တွေအတွက်ဒီလိုစီစဉ်ပေးကြပါတယ်ကပ္ပပေါ်မှာလူတွေကတဘာဝတိုင်းမနေနိုင်ဆုံးတတ်တော်တွေပါပွန်ပြိုတွတ်တတ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မြို့ပြတွေတဲလမ်းနေပေါက်တရားတွေဆောက်ခဲ့ကြရင်ဒုက္ခရောက်ခဲ့တဲ့သူတွေလည်းပေါပေါက်လာခဲ့ပါတယ်သူတို့ကတော့သူတို့ဘာသာနေကြတဲ့ဒေါ်ရန်တလိမ့်ဆန်တွေပါတကယ်တော့ခေယားစနစ်မှာအချင်းချင်းအမိတဲဟဲပြုတ်နေတာပါတခုခုဖောက်လဲဖောက်ပြန်ဖြစ်ခဲ့လေအကျိုးဆက်ကိုအားလုံးခံစားကြရတာဖြစ်ပါတယ် လူတွေကလည်းသူတို့အဖြစ်ကိုသူတို့သိပါတယ်အဲဒါကြောင့်လေသူတို့ကြောင့်ဖြစ်လာမဲ့ဘေးထွက်ဆိုးကျိုးတွေကိုရှော့ချဖို့အတွက်နီလန်းရှာခဲ့တာပါဒီလိုနဲ့တော်ရန်တိတ်ဆန်စင်းကြလန်ဆိုရဲအခက်အခဏလေးပေါ်လာခဲ့ပါတယ်ဒီစင်းကြလန်တနည်းအားဖြင့်ဖြက်ကူးလန်တွေကတော်ရန်တိတ်ဆန်ရဲ့တဘာဝတိုင်းရှင်တန်နိုင်မှုကိုဒနီးတဖုံတို့အထောက်အကူပေးပါတယ်စင်းကြလန်ကြောင့်အကျိုးခံစားရတဲ့တိတ်ဆန်တွေကမျိုးစုံပါပဲနောက်ဆုံးမွေတွေဖားတွေလေးပြားတွေထွက်တောင်းပါနေပါသေးတယ်ကနေဒါမှာရှိတဲ့ Trans Canada စင်ကြံလမ်းကတော့အဝေးပြေးလမ်းမကြီးရဲ့ပုံမှာဖောက်ထားခဲ့တာဖြစ်ပါတယ်။ဒီမှာတော့တောကြီးနှစ်ခုရှိပါတယ်။ လိမ့်ဆန်တွေကတစ်ဖက်ကနေတစ်ဖက်ကိုသွားကျင်တော့အဲ့ဒီတတားပေါ်ကနေဖျက်ကူးကြရပါတယ်။တချို့နေရာတွေမှာတတားမဟုတ်ပဲဥမေလန်းဖြစ်သွားပါတယ်။နောက်ပြီးတော့လန်တလျှောက်လိမ့်ဆန်တွေအဝေးပြေးလမ်းမပေါ်မရောက်လောက်အကာအင်းနေပြုတ်လထားတာပါ။ဒါမှလည်းရေမတော်တဆမှုတွေကိုတားဆီးနိုင်မှာဖြစ်ပါတယ်။ဒီစင်းကြံလန်းကကဘာပေါ်မှာအောင်မြင်ဆုံးလိမ့်ဆန်ဖျက်ကူးလမ်းတစ်ခုလေးဖြစ်နေတာပါ။ဒီသင်းကြံလန်းတွေကြောင့်အကျိုးခံစားခဲ့ရတာတွေကတောအုပ်ထဲမှာကျဆင်းနေတဲ့ဝဝွန်၊တမင်၊ဝင်းပလီတွေပါဝင်တခြားလိမ့်ဆန်တွေလည်းရှိပါသေးတယ်။ American Yellowstone အမျိုးသားဥယျာဉ်ကနေကနေဒါ Yukon နေမြေထိပေါက်တဲ့ဒီလမ်းကြီးကမိုင်2100လောက်ရှိပါတယ်ဒီလမ်းကိုတော့အထူးကောက် Y2Y လို့ခေါ်ကြတာပါတော်ရန်လိပ်ဆန်နေသွားဖို့တက်တက်ဖောက်ထားပြီးတဲ့လမ်းကြီးပါပဲလမ်းတစ်လျှောက်မှာတော့ထိမ့်သိမ့်ရေနေမြေတွေလိပ်ဆန်ဖြတ်ကူးလမ်းတွေဂေယာစနစ်ပြန်လည်ထူထောင်ပေးဖို့တဲ့နေရာတွေဒေသခံလူလူပူပေါင်းပါဝင်တဲ့နေရာတွေလည်းရှိပါတယ်ပြောရမယ်ဆိုရင် Y2Y ဖြတ်တန်းသွားတဲ့လမ်းတစ်လျှောက်မှာမတူညီတဲ့ဂေယာစနစ်မျိုးစုံပါဝင်ပါတယ်ဥပမာအားဖြင့်တော့တစ်တော်တောင်တန်းမြစ်တွေနဲ့ရေခဲမြစ်တွေစသဖြင့်မတူညီမှုများစွာဖြတ်တန်းနေတာပါ အဲ့ဒါကြောင့်ဒီလမ်းကြီးကိုမိခိုရတဲ့တလိဆန်မျိုးစေ့ကလည်းကျက်ပြက်လွန်ပါတယ်ဒီလမ်းကြီးကအမေရိကန်နဲ့ကနေဒါတို့ရဲ့ပူးပေါင်းမှုကြောင့်ဖြစ်လာတာဆိုရင်လည်းမမပါဘူးဩစတြေးလျမှာတော့တာပိုက်ကောင်တွေကိုတိတ်ပြီးတော့စိတ်ပူစရာမလိုပါဘူးသူတို့ကလူဒီရဲ့လက်ရောညီထွေပြီးနေနိုင်ပြီပဲဖြစ်ပါတယ်သူတို့စိတ်ပူရတာကကိုလာဟော့မွန်လေးတွေပါဒါကြောင့်လဲကိုလာစင်းကြလန်းဆိုတာဖြစ်လာခဲ့တာပါဒီလမ်းကဩစတြေးလျတောင်ပိုင်းနဲ့ရှေ့ပိုင်းကိုဆက်ထားပါတယ် တတော်ပြောင်းတီးလာမှုမြို့ပြတိုးချဲ့လာမှုနဲ့ရာသီဥတုပြောင်းလဲမှုတို့ကြောင့်ခွာလာလေးတွေလည်းနေကျင်လာခဲ့ပါတယ်။ဒီလမ်းလေးကြောင့်ခွာလာလေးတွေလည်းအသက်ရှူပြန်ချောင်းလာခဲ့ပါတယ်။လမ်းရပုံစံကတော့တခြားဆင်းကျင်လမ်းတွေလိုပဲဖြစ်လို့အထွေထွေတော့မရှင်းပြတော့ပါဘူး။ နယ်သာလန်က Nexan Crew ကတော့ကမ္ဘာအရှိဆုံးတောရတလိမ့်ဆန်ဖြတ်ကူးတံတားကြီးတစ်စင်းပါပဲဒီတံတားအမှတ်203အဝေးပြေးလမ်းကိုဖြတ်ပြီးတိဆောက်ထားတာပါတံတားရှိကတော့800မီတာတနည်းအားဖြင့်တော့ပေ2600လောက်ရှိပါတယ်ဒီတံတားကိုလေးဆန်မျိုးစုံဖြတ်ကူးနအောင်ဒီဇိုင်းထုတ်ထားခဲ့တာပါနောက်ပြီးတော့တံတားပေါ်မှာလည်းအပေနဲ့ခြုံပုတ်တွေစိုက်ပျိုးထားပြီးတော့တကက်တောနေတူအောင်ဖန်တီးထားပါတယ်ပို့ပြီးတော့ထူးခြားတာကအဝေးပြေးလမ်းကနေထွက်လာတဲ့တန်တွေကားမီးရောင်တွေတံတားပေါ်ကိုမရောက်လောင်စီမံထားတာပါ တွင်လိမ့်ဆန်ဒီအတံပလန်ကြောင့်နာညီမှာဆိုးတဲ့အတွက်တရားစဉ်းစားပြီးတော့စီမံပေးထားတာကအားကျစရာပါအမေရိကန်မော်ရိုဖားရီအတွက်လေဘေကင်းကြီးလန်ကူနန်အောင်စီစဉ်ပေးထားပါတယ်။အဲ့ဒီလန်ကူတော့ဒေးဗစ်တော့ဥမီလန်လို့လည်းခေါ်ကြတာပါ။ကယ်လီဖိုးနီးယားပြည်နယ်ဒေးဗစ်မြို့ရဲ့အဝေးပြေးလမ်းမှာဖောက်ထားတဲ့ဥမီလန်လေးတွေပဲဖြစ်ပါတယ်။ဒီနေရာမှာဖားလေးတွေမျိုးပွားတဲ့ရေကန်တွေအများကြီးရှိတာပါ။ဒီဖားလန်လေးကကားလန်ပေါ်ကနေလန်ဖြတ်ကူရင်မကြာခဏကားချင်းပြီလို့ဒီဥမီလေးတွေပေါ်လာရတာဖြစ်ပါတယ်။ဖားလေးတွေအတွက်ဖြစ်လို့ဥမီလေးတွေကလည်းခက်သေးသေးမဟုတ်ပါဘူး။ထူးခြားတာကဖားလေးတွေလမ်းမချော်အောင် လမ်းကြောင်းပြအကာရင်နေရေးစင်းလန်းနေထည့်ပေးထားတာပဲဖြစ်ပါတယ်။ဖားကြောင်းပြီးတော့မွေတွေအတွက်အလှည့်ပေးလိုက်ပါအောင်မယ်။ကနေဒါနိုင်ငံမန်နီတိုဘာပြည်နယ်နာဆီစီမြို့နီမှာမွေတွေကြီးရှိပါတယ်။မွေတွေဆိုပေမဲ့အရင်တော့ကြောက်စရာမလိုပါဘူး။အစိမ့်မရှိတဲ့မွေတွေအများဆုံးစုဝေးကြတဲ့နေရာဖြစ်ပါတယ်။နေ့စဉ်နှွေဦးနဲ့ဆောင်းရတီဒီမှာမွေတွေကဒီတွင်းကြီးကိုရောက်လာပြီးတော့စုဝေးတာပါ။စုဝေးတယ်ဆိုပေမဲ့အမြဲတမ်းတွင်းထဲအောင်းနေတာတော့မဟုတ်ပါဘူး။တခါလေကြတော့လေလက်ရလက်ရရှောက်သွားတတ်ပါတယ်။အဲဒါကြောင့်အသွားမတော်တလန်းဖြစ်တဲ့အခါတွေမှာလည်းရှိခဲ့ပါတယ်။ မွေဒီမှာခြေထောက်မရှိပဲတွန့်လင်ပြီးတော့သွားတက်လို့အသွားမတော်တထုံလို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်။အဲဒါကြောင့်ပဲဖျားမွေတွေမဟုတ်ပေမဲ့သူတို့အတွက်လုံခြုံရေးစီမံတွေလည်းပေါ်လာရတာပါ။အဲဒါကတော့မွေထွေးလန်းတွေမွေပေါ်လန်းတွေစောက်ပေးခဲ့တာပါ။မွေပေါ်လန်းတွေမှာတော့ချော်တုံးခေါထွက်မှတော့လမ်းကြောင်းကာရင်တွေလုပ်ပေးထားတာပါ။ထူးခြားကြကတော့ဒီမွေတွင်းကြီးကိုတကူတကလာကြည့်ကြတဲ့သူတွေရှိပါတယ်။အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းမှာရှိတဲ့ဒီစင်းကြံလန်းကတော့နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်စင်ကြီးတွေအတွက်ရွေပြီးတော့ဖောက်ထားခဲ့တာပါ။ ဟုတ်ပါတယ်လူတွေကြောင့်စင်ရိုင်းတွေလည်းနေစရာပိုကျဉ်လာခဲ့ပါတယ်နောက်ပြီးတော့သူတို့ကြက်စားတဲ့တောအုပ်တွေကိုအမြတ်လန်းနေဖောက်တဲ့အခါမှာစင်ရိုင်းတွေလည်းမျက်စိတွေပြီးလမ်းပေါ်ရောက်လာပါတယ်နောက်ပြီးတော့ရင်မတော်ဆမှုတွေစင်တွေကကားကိုပိတ်ရပြီးတော့ရန်ဖြူတဲ့ကိစ္စတွေရှိပါတယ်အဲဒါကြောင့်မဲစင်တွေအတွက်လမ်းတက်တက်ဖောက်ပေးခြင်းမှာဒီကိစ္စတွေကိုရှော့ချသွားနိုင်ခဲ့ပါတယ်ဒီလမ်းတစ်လျှောက်မှာတော့စင်တွေနဲ့မကြုံအောင်အကိုင်နေဆက်လုပ်ပေးထားပါတယ်နောက်ပြီးတော့ဒေတာခံတွေကိုစင်တွေနဲ့ရှင်တွဲနေထိုင်ရေးအသိပညာပေးလုပ်ငန်းတွေလည်းလှုပ်ဆောင်နေခဲ့ပါတယ်ကနေဒါနိုင်ငံအယ်ဘာတာပြည်နယ်မှာရှိတဲ့ဘိုဟီဗီးယား ဘောလ်ဗီလီတော်ရိုင်းစင်းကြံလန်းကလည်းအဝေးပြေးလန်းရထားလန်းတွေကိုဖျက်ပြီးတော့တိဆောက်ထားတာပါအဓိကကတော့လူရည်ရဲ့နေချက်မှုကြောင့်အပိုင်းပိုင်းပြတ်ထောင်နေတဲ့တော်ရိုင်းလိပ်စံကြီးရဲ့ကျက်စားရနေမျိုးကိုဆက်သွယ်ပေးထားတဲ့လန်းတွေပဲဖြစ်ပါတယ်အများစုကတော့လန်းတွေပေါ်ကဖြတ်ထိုးထားတဲ့တထားတွေပါတချို့နေရာတွေမှာတော့ဥမေလန်းတွေဖောက်ထားပေးထားပါတယ်နောက်ပြီးတော့အရေးကြီးတဲ့အဝေးပြေးလန်းနေရာတွေမှာတော်ရိုင်းကောင်တွေလက်မော်တက်မလအောင်ခြံစည်းရိုးတွေကာထားတာပါအယ်ဘာတာဝေးပြေးလန်းမကြီးကပြည်နယ်ရဲ့အရှိနဲ့အနောက်ကိုဖြတ်ပြီးတော့ဖောက်ထားတာပါ ဖြတ်တန်းရလမ်းတစ်လျှောက်မှာဆိုရင်လေမျိုးစုံနဲ့တောရံတလေးဆန်တွေကျဆားနေပါတယ်အများဆုံးကတော့ဝဘုံတမင်နဲ့တောစိတ်တွေတောင်စိတ်တွေကျဆားကြပါတယ်ပေါ်ဆောင်လာမှာရှိတဲ့ဒီစင်သွားလမ်းကြီးကတဘာဝတိုင်းတည်ရှိခဲ့တာဖြစ်ပေမဲ့လူဒီရဲ့ထိန်းသိမ်းမှုကြောင့်အခုလိုတည်တက်နေခဲ့တာပါပေါ်ဆောင်နာကရာစုနှစ်များစွာကတည်းကစင်ရိုင်းတွေကျဆားပြီး ဥတ္တဟူသွာလာနေကြတာဖြစ်ပါတယ်အဲဒါကြောင့်ပဲစင်တွေနဲ့လူတွေကြားကပဋိပက္ခတွေလည်းအမြဲရှိခဲ့ပါတယ်ဒီလမ်းကြီးကစင်တွေအတွက်အစာနဲ့ရေရနိုင်တဲ့နေရာတွေကိုအဓိကချိတ်ဆက်ပေးပါတယ်ဒါပေမဲ့လူတွေကနေရာချဲ့တွင်လာတာကြောင့်စင်သွာလမ်းနဲ့မလုံမကင်းဖြစ်လာခဲ့တဲ့ကိစ္စတွေရှိပါတယ်ဒီနေရာမှာဆိုရင်တော့အကာအရန်တွေတိဆောက်ပြီးစင်သွားလမ်းကိုဖန်တီးထားတာပါ။တချို့နေရာတွေမှာတော့စင်နေတောက်တုံးတက်တဲ့ရေကန်တွေကပျက်စီးစပြူလာပါတယ်။အချိန်ကျရင်စင်နေလမ်းချုံမှာဆိုလို့လူတွေလည်းဒီရေကန်ကိုပြန်ပြုတ်ပြင်ပေးခဲ့ရင်သူ့ဘာသာသူတို့အဆင်ပြေနေကြပါတယ်။အမေရိကန်အီလိုနိုက်ပြည်နယ်မှာနှစ်စင်တွေဦးနဲ့ စောင်းဦးရောက်တိုင်းအလုံများနေရပါတယ်အဲ့ဒါကတော့မွေလန်းအထွတ်စီစဉ်ပေးရလို့ပါဒီလန်းကို whole plate မွေလန်းလို့ခေါ်ကြပါတယ်မွေလန်းဆိုပေမဲ့တခြားတွားသောတတ္တဝါတွေလည်းရည်ရွယ်ထားတာပါဥပမာပြောရမယ်ဆိုရင်ဖားရီလေတီလိုမျိုးပါပဲဒီအချိန်မှာဒီကောင်တွေကလမ်းပေါ်ကိုတက်လာတတ်ကြပါတယ်ဘာဖြစ်လို့လဲဆိုရင်လမ်းတစ်ဖက်ကနေရာကိုတွားထက်ကြလို့ပါအများအားဖြင့်တော့ဧပြီလနဲ့အောက်တိုဘာလတွေမှာအတွေ့ရများတတ်ပါတယ် ဒီခါမျိုးကြရင်တော့သူတို့ကိုတတိထားဖို့စိုင်းပုတ်တွေထောင်ထားကြရပါတယ်သူတို့တက်မွေအောက်ဥမေလေးတွေရှိပေမဲ့တချို့ကတော့လမ်းပေါ်တက်ပြီးကူးကြတော့ပါပဲသူတို့ကကားလက်နေပါတယ်တင်းသားလေကြတာမဟုတ်ပါဘူးဒါကလည်းသူတို့အလွန်လို့တော့ပြောလို့မရပါဘူးလူတွေကသူတို့သွားတက်တဲ့နေရာမှာလမ်းလာပေါက်ထားတာဖြစ်လို့ပါဒီကောင်တွေဖောဖောတည်တည်ထွက်တဲ့အချိန်မျိုးတွေမှာလမ်းကိုခဏပိတ်ထားတဲ့နီလန်းနဲ့မထီးခိုင်အောင်ဖြည့်ရှင်းရတာမျိုးလေးရှိပါသေးတယ်။ဂုံပေါ်မှာပဲလေးဆန်စင်းကြံလန်းရှိတယ်လို့ထင်မှားသွားပါလိမ့်မယ်။ American Washington ကစီအက်တဲမြို့မှာ Black Clock ဆိုတဲ့ရေချောင်းစင်းကြံလန်းတစ်ခုဖန်တီးထားတာပါ။ ဒီလမ်းကပင်လယ်အော်နဲ့ဝါရှင်တန်ရေကန်ကိုဆက်သွယ်ပေးထားပါတယ်။ရေရင်တွေသွားလာလို့ရသလိုရေသက်တော်ဝါရီရဲ့လမ်းကြောင်းလေးဖြစ်ခဲ့တာပါ။ဒီစင်းကြလာမှဆိုတော့ရေအနှိမ့်အမြင့်ကိုချင်းကြီးပေးနိုင်တဲ့ရေတကားတွေလည်းရှိပါတယ်။နောက်ပြီးတော့ရေတွေကိုပင်လယ်အော်ဘက်စီမလား၊ကမ်းဘက်ကစီမလားစီမံလုပ်ရပါတယ်။ဒီကြားထဲမှာဖြက်လန်းလေးလည်းရှိခဲ့တာပါ။သူတို့ကတော့ငါးသွားဖြတ်လန်းလို့တုံတုံကြတာဖြစ်ပါတယ်သူသဖြင့်တော့ Pacific Salmon ငါးတွေပင်လယ်အော်ထဲဖြတ်သွားကြတဲ့လမ်းဖြစ်တာပါမီပေါ်နဲ့အိန္ဒိယတို့ကလည်းနှစ်နိုင်ငံပေါင်းပြီးတော့တောရိုင်းကောင်တွေလွတ်လွတ်လပ်လပ်သွားလာလို့ရအောင်လမ်းဖောက်ထားပေးခဲ့ပါတယ် ဒီလမ်းကိုတော့ထီရိုင်စင်းကြံလက်လို့ခေါ်ပါတယ်။ဒီလမ်းကတော့တောအုပ်တွေမြက်ခင်းပြင်းနေစွတ်စွတ်တဲ့ဒေသတွေကိုဆက်သွယ်ထားပါတယ်။ကြားတွေ၊စင်းတွေ၊ကြံ့တွေနဲ့မြို့သုံးလုံးနီးပါးဖြစ်နေတဲ့မြို့စိတ်တွေအတွက်တော့ဒီလမ်းကြီးကရေးပါနေကြတာပါ။လမ်းတစ်လျှောက်မှာလည်းမြို့သားဥယျာဉ်တွေ၊တောရံတိရစ္ဆာန်ထိန်းသိမ်းရေးနေမိတွေ၊တဘာဝပောင်ဝင်ကျင်ထိန်းသိမ်းရေးနေမိတွေရှိခဲ့ပါတယ်။ဒီစင်းကြံလက်ကတောရံတိရစ္ဆာန်တွေကိုနှစ်နိုင်ငံအတွင်းလွတ်လွတ်လပ်လပ်သွားလာနိုင်အောင်ပံ့ပိုးပေးကြတာပါ။နောက်ဆုံးအနေနဲ့ Monash လိပ်ပြအဝေးပြလန်းအကြောင်းကိုမျှဝေပေးကြပါမယ်။ မရိကန်ပြည်တော်စု Interstate 35ဝေးပြေးလမ်းမကြီးတစ်လျှောက်မှာတည်ရှိတာပါဒီလမ်းတစ်လျှောက်မှာလိပ်ပြာတွေဝေးရီကူးလို့ရအောင်ပန်းပြင်မျိုးစုံကိုစိုက်ပျိုးထားပါတယ်နောက်ပြီးတော့ဝေးပြေးလမ်းတစ်လျှောက်မှာနေတဲ့လူတွေကိုပိုးသက်စေအသုံးပြုမှု short ချဖို့အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်နေ့စဉ်ရာသီချင်းရောက်တိုင်းလိပ်ပြာတန်းကြီးကမက္ဆီကိုကနေကနေဒါအထိရွှေ့ပြောင်းလာတတ်ပါတယ်အဲဒီကောင်မှဝေးပြေးလမ်းမကြီးက အရေးကြီးတဲ့အခန်းကဏ္ဍကနေပောင်းဝင်ခဲ့ပါတယ်ဒီလမ်းကပြည်နယ်ကြီး6ခုကိုဖျက်သွားခဲ့တာပါလမ်းရံနေရာနှံပြားမှာလိပ်ပြာတွေရှိလို့တတိထားမှောက်မှုအတွက်စိုင်းပုတ်တွေထောင်ထားပါတယ်နောက်ပြီးတော့လိပ်ပြာတွေမလို့အပဲလမ်းမကူရအောင်လမ်းမဆိုင်ခင်းတွေမှာနေရာထိုင်ခင်းတွေအပြည့်ပြည့်စုံသောဖန်တီးပေးခဲ့တာဖြစ်ကြောင်းဝေးမျှလိုက်ရင်ဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ပါတယ်အဆုံးနေကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်